ိုက်ပို့ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါရှင်။မြမဒီမနေ့ကကြားတယ်။သိတော့ကြားသေးတယ်။အကိုကမြမရဲ့မိတ်ဆွေတယောက်ကိုအကိုတယောက်နဲ့သဘောထားပြီးတောင်းလိုက်ရတယ်။အကိုဘက်ကလည်းကိုကြီးနဲ့နဲ့ရတယ်တတ်နိုင်တယ်လို့ပြောပြီးမြမရဲ့မိဘရဲ့နေရာလည်းကိုကအလုပ်တူတွဲမလုပ်ဘူးဆိုပေမဲ့အကိုတို့လုပ်ငန်းတစ်ခုထဲမှာတူတူရှိခဲ့ကြဖို့အားကြောင့်မြမအခက်အခဲဖြစ်နေတဲ့အချိန်မှာဟိုကတတ်နိုင်တယ်လို့ပြောပြီးပြေးချင်တယ် ျေးဇူးတင်ပါတယ်ကိုပြောရတဲ့စကားကြောင့်ဒီမှာစိတ်မကောင်းဖြစ်သွားတယ်ဆိုတော့ကိုတောင်းပန်ပါတယ်အဲ့လိုတော့မဟုတ်ပါဘူးဒီမှာအသားကျနေပါပြီမောင်းဖြစ်ပါဘူးကဲအဲ့ဆိုကိုတော့ဖွင့်ပြပါဦးနော် မမေနေကောင်းလားကောင်းတာပေါ့သားရေသားနေကောင်းရဲ့လားအဆင်မပြေရဲ့လားဟုတ်ပြေပါတယ်အဆင်မပြေလဲသားရေအဆင်ပြေအောင်နေရမှာပဲနိုင်ငံကြမှာဆိုတော့အေးလို့တော့ပဲအဆင်ပြေပါမလဲသားရေသားဟိုမင်းပြည်နယ်ဖုန်းပြောမလားဟိုအိမ်ထဲမှာရှိတဲ့သားမမေခေါ်ပြီးမယ်လीမပြောတော့ဘူးမမေသားဘာကြီးလူသေးလဲမမေဘာကြီးပို့ပေးရအောင်လဲသားဟုတ်ရပါတယ်ဒီမှာလည်းပြည့်စုံနေပါမယ်။ဟောမေမေဟိုတာရည်နဲ့ဖုံးပြောခြင်းလေရည်ဖုံးကလည်းပိတ်ထားတာဆိုတော့အဲ့ဒါ ။အော်ဒါရဲ့တင်းနှောင်းကိုသွားနေရလေ။တင်းနှဲမှာဆိုတာစပိတ်ထားနေမှာပေါ့။ဟုတ်လို့လားမင်းက။ तू ကဘာတင်နှဲနေကြလဲ။ဟောဂျပန်သားတင်းနှဲနေဆိုလို့လေမမေလေးအားတင်းခွင့်ပေးလိုက်တာဒါရဲ့။မဖြစ်နိုင်ပါဘူးမမေက။ယရီမှာအဲ့လောက်ကြီးစိတ်ကူးမရှိဘူးနော်။ဟောဒါရဲ့ तू တင်းနှဲဆိုလို့မမေကခွင့်ပြုထားလေ။ကဲပါမမေကယရီကိုပဲခေါ်ပေးသမှာ။ဒါယရီနဲ့ဖုန်းပြောချင်လို့ပါ။ဒါရဲ့မမေနဲ့ပြောနေတာဘာဖြစ်ယရီနဲ့ပြောချင်နေရလဲ။ဒါတော့မမေကိုသိပ်မယုံချင်တော့။ ူပြန်လာရင်သားစီကိုဖုံးဆက်ခိုင်းလိုက်မေမေလိန်ထားတယ်ဆိုရင်တော့ตาเมเมสกาวน้าท่องมาหมอบเนาะตาเวรู้ค่ะเวดิคลีลีတော့ยิติโอเมียไม่ยอมกล่าวชาไปแล้วสงสารมันไม่ดี ခုလိုမျိုးကျွန်တော်ကုမ္ပဏီနဲ့လက်တွဲပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါကျွန်တော်လည်းစောင်းရွက်ကြည့်ကုမ္ပဏီနဲ့လက်တွဲပြီးအလုပ်လုပ်ခွင့်ရတဲ့အတွက်ကိုယ်ယူပါတယ်ဗျာကျွန်တော်လည်းဝမ်းသာပါတယ်ဗျာအလုပ်တစ်ခုကိုလက်တွဲပြီးလုပ်ကင်မှုဆိုတာယုံကြည်မှုကအရင်လိုရတယ်လေဟုတ်ပါတယ်ဗျာကျွန်တော်ကလည်းအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်အဲ့အလုပ်ရဲ့ background ကိုကြည့်ပြီးမှလုပ်လုပ်တတ်တာဗျာဘယ်လိုကြည့်ရလဲမသိဘူးဗျအဲ့ဒါလေးပြောပြလို့ရတာထွေထူးတော့မဟုတ်ပါဘူးဗျာ လောဆောင်ရွက်ကြီးရဲ့ခင်မုံဖြစ်ုံနဲ့တင်ကိုခတ်နဲ့ကျွန်တော်လှုပ်လှုပ်မှုအတွက်ကပြည်သူလောရောနေပါပြီဟုတ်ကဲ့ပါခုလိုတော့ဆောင်ရွက်ကြီးလိုစံပြအမျိုးသမီးတယောက်ရဲ့ခင်မုံဥဆောင်တဲ့လုပ်ငန်းပဲဗျာဘယ်မအောင်မြင်ရရှိပါမလဲဟုတ်ဘူးလားဗျာဟုတ်တာပေါ့ကဲဒါဆိုရင်ကျွန်တော်တို့ခွင့်ပြုပါအောင်ဗျာဟုတ်ကဲ့ပါဗျာပြုဆိုင်ပြီးတော့ကြပါဟုတ်ကဲ့ပါ ဘာများလို့ရှိလို့လဲမသိကြည့်ပါညီမအော်ဝါပစ္စည်းလာဝယ်ရမဟုတ်ဘူးရှင်အရှိမလေးဝန်ထမ်းခေါ်စာလေးတွေ့လို့လောက်လာလျှောက်တာပါညီမလေးကတကယ်အလုပ်လိုချင်လို့လားအော်ဟုတ်ကဲ့အဲ့ဆိုရဲစခန်းထောက်ခံစားလို့ရက်ွက်ထောက်ခံစားတကောင်လေးတော့ပါရလားအော်ပါပါရှင်ဒီမှာอืมလာစားတော့တလားမှာ2သိန်းပဲရမှာနော် ခွင့်ရလဲနှစ်ရက်သေးရမှာဆိုတော့အဆင်ပြေပါမလားဟုတ်ပြေပါတယ်ဟိုလေတခုလောက်မေးလို့ရလားမသိဘူးရှင်ဟိုအလုပ်လုပ်ပြီးွားရင်လစာတွေပါရတိုးဖို့အစီအစဉ်ရရှိလောက်ပါရဲ့ဟောအဲ့ဒါတော့သုံးလပြည့်တဲ့ခါကျရင်ညီမလေးရဲ့အရေးချင်းပေါ်မူတည်ပြီးတော့တိုးပေးဖို့အစီအစဉ်ရှိပါတယ်အော်ဟုတ်ကဲ့ရှင်အဲ့ဒါဆိုရင်ညီမလေးအလုပ်ဆင်းရမယ်ဆိုရင်အကိုတို့ဖုန်းဆက်လိုက်မယ်လေဟုတ်ကဲ့ပါရှင်ဟိုစောင့်နေလိုက်ပါမယ်နော်ဟုတ်ကဲ့ တော့ခင်ပြပါဟုတ်ကဲ့မြန်မာဟုတ်ကဲ့ ငါအရန်အားကြတာပဲတိလားနင့်မမေရလေငါတို့မျိုးသမီးတို့အတွက်တကယ်ကိုအကျိုးပြုနေရပဲနော်ဟုတ်တယ်ဟာအဲ့လိုလိုမျိုးလုပ်ဖို့ဆိုတာတော်တော်စိတ်ဓာတ်မျိုးနဲ့လွယ်ရမှာမဟုတ်ဘူးလေနင်လည်းနင့်မေလိုမျိုးရှေ့ဆက်ပြီးတော့ဒီလိုလုပ်တွေလုပ်သွားမှာပေါ့နော်မမီးချီရအောင်မိနိုင်ဖို့ဆိုတာအဝေးလိုပါသေးတယ်ဟာငါခုမှကြိုးစားနေလို့မရှိသေးတာနင်တို့မိသားစုကတော့တကယ်ကဆန်းမြမိသားစုပဲနော်နင့်ဖေဖေကလည်းနင်တို့အရန်ချစ်မှာပဲနင့်မမေကလည်းအရန်လာမှလားဟဲ့နင်တို့ငါ့ကိုမြောက်ပြောနေကြတယ် ဒီနေ့နင်တို့ငါဘာမှဝယ်ကြည့်မှာမဟုတ်ဘူးဒီနေ့နင်ကြွေးကြလုံးဝမလို့ဘူးဒီနေ့ကြွေးမဲ့လူကတော်ရတောင်လုံးရှိရဲဟုတ်တယ်ကြည်ပြူရဲ့ဒီနေ့ကမနေလေအခုတင်နေလိုက်ပြီးသွားပြီဆိုတော့အာငါနင်တို့ပြန်လိုက်ကြည့်မယ်ကြည်ပြူနင်လည်းလိုက်ခဲ့ရမယ်နော်အာငါမမီးကိုဖုန်းဆက်ပြီးတော့ခွင့်တောင်းလိုက်မယ်နော်အိမ်မှာဆက်လိုက်နော်